စေတနာဝန်ထမ်းများခင်ဗျာကဘာကြီးမှာကြုံတွေ့နေရတဲ့သဘာဝဘေးအန္တရာယ်တွေထဲမှာငလျင်ဟာအင်မတန်ကြောက်စရာကောင်းတဲ့အန္တရာယ်တစ်ခုပါအဆောက်အဦတွေပြိုကျလူတွေအပျက်စီးတွေအောက်မှာပိတ်မိပြီးအသက်ဆုံးရှုံးရတဲ့ဖြစ်ဆိုးတွေဟာနှလုံးကြေကွဲစရာပါပဲဒီလိုအချိန်မျိုးမှာလူသားတွေရဲ့အကောင်းဆုံးမိတ်ဆွေတွေထဲကတအူးဖြစ်တဲ့ဟိုးခွေးလေးတွေဟာအသက်ပေါင်းများစွာကိုကယ်တင်ပေးနိုင်ခဲ့ပါတယ်ဒီဗီဒီယိုမှာတော့ ငလင်ကယ်ဆယ်ရေး လုပ်ငန်းတွေမှာဆွန်းဆွန်းတမန်ပါဝင်ကူညီခဲ့ကြတဲ့ဘူခွေးလေးတွေရဲ့အကြောင်းကိုကျေးဇူးတင်လေးမြတ်စွာတင်ဆက်ပေးသွားမှာပါငလင်ဆိုတာမြေအောက်ကကြောက်လွာတွေရွေရှားပြီးဖြစ်ပေါ်လာတဲ့သဘာဝဘေးအန္တရာယ်တစ်မျိုးပါရုတ်တရက်ဖြစ်ပေါ်လာတတ်ပြီးကြိုတင်ကာဝယ်ဖို့လည်းခက်ခဲပါတယ်ငလင်ကြောင့်အဆောက်အဦတွေပြိုကျပျက်စီးပြီး လူမျိုးပြန့်စည်းတွေအောက်မှာပိတ်မိတတ်ပါတယ်ဒါဟာအသက်အန္တရာယ်ကိုချိန်ချောက်တဲ့အခြေအနေတစ်ခုပါကိုခွေးတွေဆိုတာရဲတပ်ဖွဲ့နဲ့စစ်တပ်တွေမှာအသုံးပြုလေးရှိတဲ့ခွေးတွေပါ သူတို့ကို အထူးလေးကျင့်တင်ကြားပေးထားပြီးအမျိုးမျိုးသောလုပ်ငန်းတာဝန်တွေကိုထမ်းဆောင်နိုင်ပါတယ်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာအကိုခွေးတွေရဲ့စွမ်းဆောင်ရည်ကထူးချွန်လွန်ပါတယ်။သူတို့ရဲ့အနံ့ခံအာယုံဟာ လူသားတွေထက်အစာပေါင်းများစွာတာလွန်ပါတယ်။ အကိုခွေးတွေဟာအပြက်စီးတွေကြားမှာပိတ်မိနေတဲ့လူတွေကို ရှာဖွေရမှာအဓိကအခန်းကဏ္ဍကနေပါဝင်ပါတယ်။သူတို့ရဲ့အနံ့ခံစွမ်းအားကြောင့်လူသားတွေမရှာဖွေနိုင်တဲ့နေရာတွေကိုပါရှာဖွေနိုင်ပါတယ်။ကိုခွေးတွေဟာအပြက်စီးတွေကြားထဲကိုဝင်ရောက်ပြီးရှာဖွေနိုင်ပါတယ်သူတို့ဟာ အသက်ရှင်ကျန်ရစ်သူတွေရဲ့အနံ့အသက်ကိုခွဲခြားသိရှိနိုင်စွမ်းရှိပါတယ် အသက်ရှင်ကျန်ရစ်သူကိုတွေ့တာနဲ့အကူခွေးတွေဟာကယ်ဆယ်ရေးသမားတွေကိုချက်ချင်းသတင်းပို့ပါတယ်ဒီလိုသတင်းပို့ခြင်းကြောင့်ကယ်ဆယ်ရေးလုပ်ငန်းတွေကိုအမြန်ဆုံးဆောင်ရွက်နိုင်ပါတယ်အကူခွေးတွေရဲ့အကူအညီကြောင့်အချိန်မီကယ်ဆယ်နိုင်ပြီး အသက်ပေါင်းများစွာကိုကယ်တင်နိုင်ခဲ့ပါတယ်သူတို့ရဲ့စွမ်းဆောင်ရည်ဟာအကူမဖြတ်နိုင်ပါဘူး ပိုးခွေးတွေဟာငလျင်ပြင်မြေပြုံမှုအဆောက်အဦပြိုကျမှုစတဲ့အခြားသောသဘာဝဘေးရန်နေရာတွေမှာလည်းပါဝင်ကူညီကြပါတယ်။သူတို့ရဲ့စွမ်းဆောင်ရည်ဟာဗတ်စုံအသုံးပြုနိုင်ပါတယ်။အကိုခွေးတွေဟာကယ်ဆယ်ရေးသမားတွေအတွက်တတိဆွဲလုံးလားနဲ့လေ့ကျင့်သင်ကြားထားမှုတွေနဲ့အဖိုးမဖြတ်နိုင်တဲ့အကူအညီတွေကိုပေးပါတယ်။သူတို့ဟာကယ်ဆယ်ရေးအဖွဲ့တွေအတွက် မရှိမဖြစ်လိုအပ်တဲ့အဖွဲ့ဝင်တွေဖြစ်ပါတယ်။ ကိုခွေးတွေရဲ့စွမ်းဆောင်ရည်ဟာလူသားတွေအတွက်အားကျအတူယူစရာဖြစ်ပါတယ်။သူတို့ရဲ့စွန့်လွတ်စွန်စားမှုနဲ့ကုညီလိုစိတ်ကိုလေးစားဂုဏ်ယူပါတယ်။ကိုခွေးတွေဟာဘေးဒဏ်သင့်သူတွေအတွက်စိတ်ပိုင်းဆိုင်ရာအထောက်အကူကိုလည်းပေးပါတယ်။သူတို့ဟာစိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုပေးခြင်း၊စိတ်တက်မြင့်တင်ပေးခြင်းစတဲ့အရေးပါတဲ့အခန်းကဏ္ဍတွေမှာပါဝင်ပါတယ်။ကိုခွေးတွေရဲ့ချစ်ခင်ကျင်နာမှုနဲ့ဖေမကူညီမှုတွေဟာဘေးဒဏ်သင့်သူတွေအတွက် အားစေးတစ်ခွက်ပါပဲသူတို့ဟာလူသားတွေရဲ့ဝမ်းနည်းသူဆွေးမှုတွေကိုမျှဝေခံစားပေးပြီးအားပေးကူညီပါတယ်အကူအဖွေးတွေဟာလူသားတွေအတွက်အကောင်းဆုံးမိတ်ဆွေတွေဖြစ်ပါတယ်သူတို့ရဲ့စိတ်ဓာတ်နဲ့စွမ်းဆောင်ရည်ကိုအငြင်းနဲ့အသီးမှတ်ပြုဂုဏ်ပြုရပါမယ်ကိုခွေးရရဲ့စွမ်းဆောင်ရည်ကိုအတိမတ်ပြုခြင်းဟာအင်မတန်အရေးကြီးပါတယ်။သူတို့ဟာကယ်ဆယ်ရေးလုပ်ငန်းတွေမှာမရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုဖြစ်ပါတယ်။ ကိုခွေးတွေရဲ့စွမ်းရည်တွေကိုအတိမတ်ပြုဂုဏ်ပြုခြင်းအဖြစ်သူတို့ကိုပုံမကောင်းမွန်တဲ့လေးချင်းမှုတွေပေးနိုင်ပါတယ်။ဒါ့အပြင်သူတို့ရဲ့တက်တန်းကိုလည်းဂယုဆိုင်ဆောက်ရှောက်ပေးတင်ပါတယ်။စေတနာဝန်ထမ်းများအနေနဲ့ကိုခွေးလေးတွေရဲ့စွမ်းဆောင်ရည်ကိုအတိမတ်ပြုပြီးသူတို့အတွက်လိုအပ်တဲ့အကူအညီတွေကိုပေးနိုင်ပါတယ်။ဒါဟာလူသားတွေရဲ့အသက်ကိုကယ်တင်ရာရောက်တဲ့အပြင်သူတို့ရဲ့စွန့်လွတ်စွန့်စားမှုကိုလည်းဂုဏ်ပြုရာရောက်ပါတယ်။ စေတနာဝန်ထမ်းများခင်ဗျာကိုခွေးလေးတွေဟာငလင်ကယ်ဆယ်ရေး လုပ်ငန်းတွေမှာအသက်ပေါင်းများစွာကိုကယ်တင်ပေးခဲ့တဲ့သူရဲကောင်းတွေပါ သူတို့ရဲ့စွမ်းဆောင်ရည်ကိုအတိမတ်ပြုပြီးဂုဏ်ပြုထိုက်ပါတယ် Call to action စေတနာဝန်ထမ်းများအနေနဲ့ကိုခွေးလေးတွေအတွက်အောက်ပါအချက်တွေကိုလှုပ်ဆောင်ပေးခြင်းဖြင့်ပူညီပံ့ပိုးနိုင်ပါတယ်ကိုခွေးလေးတွေရဲ့လက်ကျင်ရေးအစီအစဉ်တွေကိုငွေကြေးထောက်ပံ့ပေးခြင်း အိုးခွေးလေးတွေအတွက်လိုအပ်တဲ့ဆေးဝါးနဲ့အစားအသောက်တွေကို လူတန်းချင်းအိုးခွေးလေးတွေရဲ့စွမ်းဆောင်ရည်ကိုလူသိများအောင်မျှဝေပေးခြင်းအိုးခွေးလေးတွေကိုချစ်ခင်ဂရုစိုက်ပြီးသူတို့ရဲ့စွန့်လွတ်စွန့်စားမှုကိုအတိအမှတ်ပြုခြင်းသင်တို့ရဲ့အကူအညီတွေဟာကိုးခွေးလေးတွေအတွက် အားစေးတစ်ခွက်ဖြစ်ပြီး လူသားတွေရဲ့အသက်ကိုကယ်တင်ရာရောက်ပါတယ်ကျေးဇူးတင်ပါတယ်ရှင် အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်